မင်္ဂလာပါတချက်ဒီနေ့သင်မဲ့သင်ခန်းစာ Chapter 1 Unit and Measurement ဖြစ်ပါတယ် Unit တွေနဲ့တိုင်းတာခြင်းတွေအကြောင်းကိုပြောပြမှာဖြစ်ပါတယ် The CGS system and The MGS system are alike in the sense that units of land and mass of the one system may be converted to those the other by using power of them. CGS system နဲ့ MGS system မှာရှိတဲ့ land နဲ့ mass တွေရဲ့ unit တွေကို system တစ်ခုနဲ့တစ်ခုကိုပြောင်းပြင်လို့ရှိရင် power of them နဲ့ဒီချက်တို့သုံးပြီးတော့မှပြောင်းလို့ရပါတယ်။ဥပမာအနေနဲ့ 1 meter မီတာကနေပြီးတော့10 10 power 2 centimeter 1 meter မှာ centimeter ဘယ်လောက်ရှိလဲဆိုတဲ့ဆက်ဆက်ချက်ကိုတီချာတို့ကတရားလို့မရေးဘဲနဲ့10 power 2 centimeter နဲ့ပြောင်းရေးတယ်။နောက်1 kilogram ကနေ gram နဲ့ဆက်သွယ်ချက်အဲ့ဒီမှာ1 kilogram မှာ gram ဘယ်လောက်ရှိသလဲ1 kilogram မှာ1000 gram ရှိတယ်ဒါပေမဲ့1000လို့မရေးဘဲနဲ့တီချာတို့က10 power နဲ့ ပြောင်းပြီးတော့ရေးတာပါ။နောက်သိပ္ပံပညာရှင်တွေကဘာကဘာလုံးမှာရှိတဲ့သိပ္ပံပညာရှင်အားလုံးဟာဆိုလို့ရှိရင်သူကတညီတည်းဖြစ်တဲ့ unit system တွေကိုသုံးသုံးဖို့အတွက်ဆန္ဒရှိတယ်သူတို့ရှိတဲ့အတွက်ဒီချေတို့က၁၇ချိန်မြောက်ပြင်သစ်မှာလုပ်တဲ့အလေးချိန်တဲ့အချိန်တွေများဆိုင်ရာညီလာခံ1960မှာပြုလုပ်တဲ့အဲ့ဒီညီလာခံကနေပြီးတော့ဒီချေတို့ကဘာလဲဆိုရင်နိုင်ငံတကာသုံး ယူနစ်ကိုအသုံးပြုဖို့အတွက်ထောက်ခံအကြံပေးခဲ့တယ်။အဲ့ဒီအကြံပေးချက်အရာတချို့တော့က SI unit ဆိုပြီးတော့နိုင်ငံတကာသုံး unit စနစ်ကိုတချို့တော့ပြောင်းပြီးသုံးနော် table 1.1မှာကြတော့7 basis quantity and their unit အခြေခံကြတဲ့ quantity ခုနှစ်မျိုးနဲ့သူတို့ရဲ့ unit တွေကိုတချို့တော့ရှင်တွဲဖော်ပြတယ်အာပြောပါမယ် physical quantity မှာတချို့တော့ land land ကိုသူ့ရဲ့ symbol အနေနဲ့ဟာ l d s now high ဆိုရင်လဲသူက land ကိုသုံးတာဖြစ်တဲ့အတွက် h နဲ့လဲသုံးလို့ရတယ်စသဖြင့် land ကို l d s အမျိုးမျိုးသုံးလို့ရပါတယ် now သူ့ရဲ့ unit ကတော့သူက meter နဲ့တိုင်းတယ် meter နဲ့တိုင်းလို့လဲရတယ် centimeter နဲ့တိုင်းလို့လဲရတယ် foot နဲ့လဲတိုင်းလို့ရပါတယ်ဒါပေမဲ့တချို့တော့က si unit မှာတော့ Standard International Unit ဖြစ်တဲ့အတွက်တချို့တော့ဆန်စနစ်မှာမီတာပြောင်းပြီးတော့သုံးရပါတယ်မီတာနဲ့မှတ်ရပါမယ်အဲ့လိုပဲ Dreadto အတိုင်းတဲ့နေရာမှာ mass ကသူ့ရဲ့ symbol က m အသေးလေးနဲ့သုံးပါတယ်ဒါပေမဲ့ SI unit မှာတော့ kilogram kilogram နဲ့တိုင်းပါတယ်ဆန်စနစ်နိုင်ငံတကာသုံး unit အရ kg ပေါ့နော်တိုင်းကိုအချင်ရောတိုင်းတဲ့နေရာမှာသူ့မှာသူ့ရဲ့ symbol က t အသေးလေးနဲ့သုံးတယ်ဒါပေမဲ့သူ့ရဲ့ second unit ကတော့ second s နဲ့သုံးပါတယ် electric current sample က ing ဖြစ်ပါတယ်သူ့ရဲ့ si unit ကတော့ ampere ပါ ag အတူကောက်က thermodynamic temperature sample က tg ပါဒီကျတော့ SI unit မှာ Kelvin, kg နဲ့သုံးပါတယ်။အပြင်မှာဆိုကြားဖို့ကြမှာပါ Celsius တွေ Fahrenheit တွေနဲ့လည်းတိုင်းလို့ရပါတယ်။ဒါပေမဲ့ဒီကျတော့ International Systeming Unit မှာတော့ Kelvin နဲ့သုံးရမှာပါ။ luminous intensity အတွက် l အကြီးသူ့ရဲ့ sample က l အကြီး i အကြီးနဲ့သုံးပါတယ်သူ့ရဲ့ si စနစ်နဲ့ unit ကတော့ candela နဲ့သုံးပါတယ် c အသေး d အသေး candela ဒါပေမဲ့ဒီအတန်းနေမှာတော့တချို့တို့ဒီ luminous intensity သင်္ကေတ luminous intensity အတွက်မသုံးပါဘူးနောက်အတန်းနေကြီးသွားတဲ့အခါမှာအဲဒီ လူမင်းနဲ့ industry အတွက် unit တွေသုံးတာတွေ sample သုံးတာတွေပေါ်လာမှာပါเนาะ amount တော့ substance အနေနဲ့ကြတော့သူကသူ့ရဲ့ sample က n အသေးနဲ့သုံးပါတယ်ပြီးရင် si unit ကတော့ mole ကို သုံးပါတယ် mol mole အဲ့ဒီမှာတစ်ချက်သတိထားရမှာက si unit ရဲ့အရှေ့ောက်တွေကို ရေးတဲ့အခါမှာစကလုံး small letter နဲ့ရေးပါတယ် meter small letter နဲ့ရေးပါတယ် kilogram small letter နဲ့ရေးပါတယ် second လဲ small letter နဲ့ရေးပါတယ် Ambier small letter နဲ့ရေးပါတယ်။ Calvin လည်း small letter နဲ့ရေးပါတယ်။သူတို့ရဲ့အရှိေောက်တွေတုံးတဲ့နေရာမှာဒီချေလို့ small letter တွေရေးရမယ်ဆိုတော့သတိပြုရပါမယ်နော်။ Now 1.3 prefix တွေကိုပြောပါမယ်။ Metric prefix တွေပေါ့။အဲ့ဒီမှာဒီချေတို့က prefix symbol တွေကိုတန်းပါဝါတွေနဲ့အသုံးပြုပြီးတော့ရေးတာပါ။တန်းပါဝါတွေနဲ့အသုံးပြုမယ်။ တဆယ်နဲ့တဆယ်ရဲ့ထက်ကိန်းနေနဲ့တဆယ်ရဲ့အပေါင်းထက်ကိန်းအနှုတ်ထက်ကိန်းနေနဲ့သုံးတာကိုပြောပြမှာပါ prefixes are needed to use prefixes တွေသုံးဖို့အတွက်လိုအပ်ပါတယ် prefixes are multiples or decimal of 10တဆယ်နဲ့မြောက်ချင်းတဆယ်ပါဝါတွေနဲ့မြောက်ချင်းဒသမတဆယ်ရဲ့ဒသမကိန်းနေနဲ့သုံးပြတာပါ prefixes ကိုအဲ့တော့ deci centi milli micro nano pico farmado atto daga hetto kilo mega giga tera petra asa အဲ့ဒီမှာသူ့ရဲ့အတူကစံပယ်လေးတွေဟာဓာတ်စီဆိုရင် d အသေးစံဒီဆိုရင် c အသေးမီလီဆိုရင် m အသေးအဲ့ဒီမှာဒီချက်တော့လန့်ကို တိုင်းမယ်ဆိုရင်ဒက်စီမီတာစင်တီမီတာမီလီမီတာမတ်ကိုတိုင်းမယ်ဆိုရင်ဒက်စီဂရမ် စန်တီဂရမ်မီလီဂရမ်ကီလိုဂရမ်မိုက်ခရိုဂရမ်စသဖြင့်စက္ကန့်ကိုတိုင်းမယ်ဆိုလဲဒက်စီစက္ကန့်စန်တီစက္ကန့်မိုက်ခရိုစက္ကန့်နာနိုစက္ကန့်ပီကိုစက္ကန့်အဲ့လိုတိုင်းသွားတာပါအဲ့ဒီမှာသူ့ရဲ့ power of tan 30 power ရဲ့တန်ဖိုးတွေဟာဒီချေတော့ဒက်စီစန်တီမီလီမိုက်ခရိုနာနိုပီကိုဖာမတိုအက်တိုတွေအတွက်က10 power minus တွေနဲ့သုံးပါတယ်အကျယ်ဖြန့်တဲ့အခါမှာ ဖက်တာအကျယ်ပြန့်တဲ့အခါမှာဒီမှာတန်းပေါ်က minus 1ဆိုရင်0.1တန်းပေါ်က minus 2ဆိုရင်0.01တန်းပေါ်က minus 3ဆိုရင်0.001အဲ့ဒီနေရာမှာဒီချက်မှတ်မှတ်ဖို့အတွက်တခုပြောချင်ပါတယ်အလွယ်မှတ်တဲ့မှန်နီးပါဘယ်တော့မှမမားနိုင်တဲ့နီးလို့လည်းဒီချက်ပြောလို့ရပါတယ်တန်းပေါ်မှာ power minus 1ဆိုရင် decimal ဖြတ်တဲ့အခါမှာ3ညတစ်လုံးလို့မှတ်နိုင်ပါတယ်ဒါကြောင့်မို့လို့ ။ဓာတ်သမားရဲ့ရှေ့မှာတော့အများရန်3ညတစ်လုံးပဲရှိပါတယ်။3ညာ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 လုံးဝမရှိပါဘူးเนาะဒါကတော့အများရန်မှတ်ရမယ်။အဲ့တော့တန်ပေါ်က minus 1ဖြစ်တဲ့အတွက်0.1တန်းပေါ်က minus 2ဖြစ်တဲ့အတွက်0.01အဲ့တော့0.0ဆိုတဲ့နေရာမှာ3ညရွတ်လိုက်တာတစ်ချက်နှလုံးတော့0.0ဒါကြောင့်မလို့တန်းပေါ်က minus 2ဆိုရင်0နှလုံးကိန်းပြည့်ရဲ့ရှေ့မှာ0နှလုံးရှိရမ အဲ့တော့တမ်းမော်ကမိုင်းနက်3ဆိုရင်ကိန်းပြေ1ရဲ့ရှေ့မှာ0.00ဖြစ်တဲ့အတွက်0သုံးလုံးရှိရမယ်ကဲအဲ့ဒါဆိုရင် acto ကြည့်ရအောင်0.00000000ဘယ်နှလုံးရှိလဲဆိုရင်1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 0 18လုံးရှိနေပါတယ်ဓတမရဲ့နောက်မှာ တချို့ကမှတ်ပါတယ်။တုံးညာတလုံးလျှော့ပြီးတော့ဓသမနောက်မှာမှတ်မဲဆိုရင်မှားနိုင်ပါတယ်။အဲ့တော့လျှော့တဲ့ကိစ္စကိုမစင်းစားပါနဲ့။1ရဲ့ရှေ့မှာတုံးညာ78လုံးရှိရမယ်လို့မှတ်ပါ။အဲ့တော့ဓသမရှေ့က0တလုံးနဲ့ဆိုရင် 0. နောက်ထပ်0.18လုံးဆိုရင် စုစုပေါင်း0.78လုံးအဲ့တော့မင်းတို့အကျယ်ဖြန့်တာနဲ့တမ်းပေါ်ကမိုင်းနဲ့18လို့မြင်လိုက်တာနဲ့ဒီရှေ့မှာတုံးကြတယ်78လုံးမြင်ကိုမြင်ရမယ်။ဒါပေမဲ့ ်ချွင်းချက်ကဒက်စီမယ်ရဲ့နောက်မှာတော့ရှေ့မှာတော့ဒသမတုံးကြတစ်လုံးပဲရှိရမယ်0.000ပေါ့ so on ပေါ့အဲ့လိုဖြစ်သွားမှာเนาะအဲ့လိုမှန်နီးနောက်ဒီဘက်မှာဒီချယ်တော့ dagger hatto kilo dagger hatto kilo megger giger terra အဲ့ဒီမှာတန်ပေါ်ဟာအကြီးတွေဖြစ်သွားပါပြီအဲ့ဒီမှာ dagger ဟာတန်ပေါ်ဟာ1တန်ပေါ်1ဖြစ်တဲ့အတွက်ရိုးရိုးတန်းလိုပဲရေးပါတယ် တန်းပေါ်က2ဆိုရင်100ပါအဲ့တော့တချေတော့ကဘာမှန်မလဲဆိုရင်တန်းပေါ်က2တန်းပေါ်က3တန်းပေါ်က4အပေါင်းငိမ့်တွေပဲဖြစ်မယ်ဆိုရင်ဒီချေတော့ကဂိမ်းပြေ100 1000 1000တသန်စသဖြင့်ပေါ့အဲ့လိုမှတ်သွားလို့ရပါတယ် sign defend notation တွေကိုရေးတဲ့အခါမှာဓတမကိုရှေ့ရွှေ့မယ်ဓတမတစ်လုံးရဲ့ဓတမဆိုတဲ့အဆက်လေးရဲ့ရှေ့ရွှေ့မယ်နောက်ရွှေ့မယ်ဆိုတဲ့မှန်နည်းတွေနဲ့ ဘဲရင်ညာတွေဒီထဲမှာပါပါတယ်တချဲသင်ကန်းစာထဲမှာဘဲရွှေမယ်ညာရွှေမယ်တို့တချဲမပြောရှင်းနဲ့နောက်နဲ့ပဲမှတ်တာအလွယ်ဆုံးလို့သတ်မှတ်တဲ့အတွက်ဒီချဲကတော့ရှင်းနဲ့နောက်နဲ့ပတ်ပါလို့ဒီချဲပြောချင်တယ်။ကဲဒီမှာတစ်ချက်လောက်ကြည့်ရအောင်။ numerical values တွေကိုဖော်ပြတဲ့အခါမှာဒီချဲတို့မသက်နှမျိုးနဲ့ဖော်ပြတယ်။အဲ့ဒီမသက်တွေက standard form လို့ခေါ်တဲ့စံပုံစံ။စံပုံစံကတော့စံပုံစံ or သို့မဟုတ် scientific notation အဲ့ဒီစံပုံစံရဲ့ပုံစံကဘယ်လိုလဲဆိုရင် तू ကဓတမ တလုံးမဲဖြတ်တာပါကိန်းပြေဓတမတလုံးမဲဖြတ်တဲ့ပုံစံမှာအဲ့လိုဖြတ်တဲ့ပုံစံနဲ့တစ်ဆယ်ရဲ့ထက်ကိန်းနေနဲ့မြောက်သွားတဲ့ပုံစံရေးခြင်းကို standard form ရေးသည်လို့ခေါ်ပါတယ်ပြီးရင်နောက်တစ်ခုက decimal notation ဓတမပုံစံယင်းဤနှစ်မျိုးရှိပါတယ်